တုံဝင်ကြုံဝင်နေရဆိုတော့ဒါကိုပြောတာလက်တွေအစားနားတွေအစုံလေးကလေးကြာနေမှာဆက်ရမလားလက်ရောကီ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 ကောမာနွေးတယ်ရုပ်ထုတ်တွေပြန်ချုပ်အောင်မပင်းเออเออไม่จ๋าอู้ปู่ดิเปล่าสวยแนะนํามาเยี่ยมสิเออเยี่ยมมาช่วยหน่อยก่อนเนาะย้ายไม่ทั่วล่ะดิ 也是，也是。哦。喂，你不要说话了。喂，哥。快点，快点。快点换机。OK。打给你。打给我。啊。来来来来来。来。One, two, three. 来来。 ကျင်းလိုက်ပါရမယ်။ဒီနေ့ကျင်းလို့ဆက်စားပြီ။ဒီနေ့ကြည့်ရရဲ့။ဆက်စားပြီ။ဒီနေ့ကြည့်ရရဲ့။ဒီနေ့ကိုနေလေးဝယ်လိုက်။ဟုတ်ပါပြီ။

啊，好没呀！我走吧，我走吧，进来吧。မင်္ဂလာပါရှင်ဒီနေ့မှတင်ဆက်ပေးမယ့်ဆယ်လင်းနုပညာသတင်းကတော့မွေးရည်မြေတန်တွဲကနေကန်းလန်းလာတဲ့အလုပ်လေးတစ်ခုမှအလုပ်ရှင်နဲ့ဒီဇိုင်နာတွေကြောင့်နာမည်အပြည့်မခံနိုင်ဘူးဆိုတော့ချူလေးရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ပရိသတ်ကြီးတျောက်ဆောင်ချူလေးကတော့နာမည်လေးနဲ့လိုက်အောင်ကိုချစ်စရာကောင်းတဲ့မင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ် ချိုလေးကအမှုပညာရှင်တယောက်ပြီးပြီးပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းခင်ရတဲ့ချိုလေးကပြဿနာတချို့ကြောင့်လည်းအယုံဆိုင်ခြင်းခင်ရသူဖြစ်ပါရင်ဒီကနေ့မှလည်းချိုလေးကသူမကိုအလုံးအပ်တဲ့အလုံးရှင်နဲ့ဒီဇိုင်နာတို့ကြောင့်ငွေရည်မြေမှာနာမည်အပြည့်မခံနိုင်ဘူးလို့ဆိုပါတယ်ချိုလေးကဝင်းဆောင်တွေရိုက်မယ်ဆိုစိတ်ရန်ကြိုးမရှူပါဘူးနော်ရိုက်ပြီးရင်တော့အချင်းချင်းတွေဆိုကြိုက်တဲ့အချိန်မှာပေးလို့ရတယ်လို့ဝင်းဆောင်မကြိုက်လို့ပြန်ချုပ်ခိုင်းခြင်းလည်းတစ်သက်လုံးမရှိခဲ့ဘူးပါဘူးရိုက်မယ်လို့ရက်ချင်းယူပေးရင်လည်း ဘလိုနီးနေပဲဖြစ်ဖြစ်ဖြစ်အောင်ရှိုက်ပေးပါတယ်။ထူးလေးကိုတိုင်းထားတာလေးရိုက်ဖို့ရှိသေးရဲ့နော်လို့ခဏခဏတတိရပေမဲ့ဝိစုံမပြီးသေးဘူးလို့ပဲကြားနေရတာပါ။အခုမှ client ကမင်းသမီးကဆင်းရဲယူထားတယ်။ဝိစုံမကြိုက်လို့လည်းပြန်ချုပ်ခိုင်းနေနှစ်လရှိပြီ။ရိုက်ရလည်းမပေးဘူးဆိုတာမျိုးလာပြောတော့ကြောင်သွားလို့ပါ။ဒါကပထမဦးဆုံးမွေးရမြေတန်တွဲကကန်းလာတဲ့အလို့ဆိုတော့ကို့စာတီမီမှာကို့နာမည်တော့အပြတ်မခံနိုင်ပါဘူးရှင်။ ဒါကြောင့် client နဲ့ designer အမြန်ဆုံးအဆင်ပြေအောင်ဖြည့်ရှင်းကြပါရှင်ဆိုပြီးတော့သူမရဲ့ Facebook စာမျက်နှာမှာအတီလင်းအသိပေးလာပါရင်ဂျူလီကတော့သူမရဲ့မွေးရက်မြေရက်ခိုင်ပြည်နယ်တန်တွဲမြို့ကကံလန်းနေအလုပ်လေးတစ်ခုမှာအလုပ်ရှင်တဲ့ designer တွေကြောင့်သူမအနေနဲ့နာမည်ပြည့်မရှိခြင်းဘူးလို့ပြောတာပဲဖြစ်ပါရင်ဂျူလီကြုံတွေ့နေရတဲ့ပြဿနာလေးတစ်ခုအမြန်ဆုံးပြေလည်သွားပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အနုပညာကိုဝါသနာပါပေးမယ်လေမိသားစုက၆ပဲနေမပြီးနိုင်ခဲ့ပါဘူး ကွာပို့ပြီးတော့အမြင်လာတဲ့သူတွေကခုချိန်မှာတော့ဇလန်ရဲတွေရောရုပ်ရှင်စကားကြီးတွေကိုပါရိုက်ကူးနေရပြီဖြစ်ပါတယ်။သူတွေကသူရဲ့သူဆောင်းရည်တွေတူတန်းအောင်လို့မြဲတဲ့လီလာနေသူတရားပဲဖြစ်ပါတယ်။အကြောင်းရင်းမှလည်းသူတွေကမင်းသားလေးအောင်နဲ့တွေ့ပြီးစကားရိုက်ကူးဖို့ရှိပါတယ်။အဲဒါကြောင့်သူတွေကလက်ရှိမှာနာမည်ကြီးနေတဲ့ထုံးလီဆိုတဲ့ထိုင်းဇလန်တွေကိုကြည့်ပြီးလီလာနေပါတယ်။ထုံးလီဇလန်ပြမှာတော့နာမည်ကြီးထိုင်းမင်းတွေဘိုင်ဖန်ကမင်းသားကိုရောက်နေသူတရားဆောင်ထားပါတယ်။ ငငငကလေးရမြတာငခဲ့တဲ့မိန်းကလေးကစိတ်ကိုရှာဖွေရင်းနဲ့လဲစားခရရာတွေများလာပြီးနောက်မှာတော့တော့ကြောင့်မျိုးသူရဲ့အောင်မြင်မှုအတွက်အသုံးချမဲ့ပုံစံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဘိုင်ဖန်ပြုဆောင်ကောင်းမိသားဖြစ်တာကြောင့်လက်ရှိမှာဒီဇယ်လန်တွေကိုလူကြိုက်များနေပါတယ်။သူတွေကလည်းမြမပြည်ဘိုင်ဖန်ဖြစ်အောင်ကြိုးစားသွားမှာပဲဖြစ်ပါတယ်။ထုံဒီကယောက်ျားကိုရောက်နဲ့ပတ်သက်ရမယ့်စကားဖြစ်လို့သူလေးနဲ့ဇယ်လန်ပုံစံကမစင်မင်းမင်းလေး။သူလေးကဘိုင်ဖန်ကိုလည်လာပြီးတူတူသွားမှာဖြစ်ပါတယ်။ ဘိုင်ဖန်ယောက်ျားအကြောင်းနဲ့ပတ်သက်ရင်ဘယ်လိုဝိစားတွေဝင်လဲနေယူနေသိမ်းနေထားလဲဆိုတော့ဇူလီယာလေးလာသွားမယ်လို့ဆိုပါတယ်ဇူလီယာဘိုင်ဖန်ဂျေမကာဝင်အခြားသောထိုင်းမင်းသမီးတွေရဲ့ဇကားကိုလည်းကြည်လေးရှိပါတယ်ဇူလီယာဇကားတကားနဲ့တကားမတူညီအောင်ပြောဆောင်ခြင်းသူဖြစ်ပါတယ်ထိုင်းကိုရီးယားအိန္ဒိယစကားတွေကိုကြည်ပြီးယူလေးကတူယူတတ်ပါတယ်။မင်းသမီးကြီးတွေရဲ့သေဆောင်မှုတွေနဲ့ဂျူနီယာတွေထံကနေလေးလာလေးရှိပါတယ်။ယူရီကတော့ယူလေးကိုကိုပိုင်ဟန်နဲ့ပဲသေဆောင်မှုအတွက်အကြံပေးကြပါတယ်။ ူလီယာဘိုင်ဖန်ကိုလေးလာပြီးတူယူကားတူဆောင်မယ်ဆိုပေမဲ့ဘဒူညီနိုင်တာကြောင့်ကိုပါဟဲနဲ့ထူပေါက်တာလူကျွယ်ပူပြီးအောင်မြင်နိုင်မယ်လို့ဆိုပါတယ်။နာမည်ကြီးမင်းသမီးကြီးတွေလည်းကိုပါဟဲနဲ့တူဆောင်ပြီးအကယ်ဒမီဆွေကြီးတွေကိုရရှိသွားခဲ့ကြတာဖြစ်လို့ရုပ်ဆောင်ကောင်းမီသားရှူလေးကိုလည်းကိုပိုင်ပုံစံနဲ့ပဲကြိုးစားစီချင်ပါတယ်။သူကတော့ရှူလေးကိုဝိုင်ဖိုင်းရဲ့ဇာတ်ကားကိုမြန်မာ version နဲ့တင်ရဖို့အတွက်တိုက်တွန်းနေကြပါတယ်။ရှူလေးကလည်းသက်သက်လက်လက်တူဆောင်တဲ့သူဖြစ်လို့ကျောင်းကလေးမြမပြည့်ရဲ့ပိုင်ဖန်ဖြစ်အောင်တင်စားကြပါရစေ။ ။ဘိုင်ဖိန်မြမပရိသတ်တွေကလည်းအများပြားရှိတာကြောင့်သူတို့သဘောကျတဲ့မင်းသမီးကိုဘယ်သူနဲ့မှနိုင်ရှင်တာကိုသဘောမချကြပါဘူး။ယူလျာစကားတကားရိုက်ကြောမယ်ဆိုရင်ဖြစ်စာပြစင်းလီလာပြီးမှပြောဆောင်တဲ့သူဖြစ်ပါလိမ့်။အဝေးစာအပြောစုဒေယူလီသိန်းတွေကအစားပြောင်းတဲ့တဲ့သူဖြစ်တာကြောင့်အဲ့ဒီညာလောကရဲမှာတော့ရှူလီကအနေအားတနေရာရလာခဲ့ပါတယ်။ Wi-Fi ရဲ့ပြဿနာပုံလေးကိုလေ့လာပြီးတော့စူးစမ်းသွားမယ့်ရှူလီပေါ်ပြည့်တဲ့ကြီးရဲ့မြင်ကိုလည်းပြပြပေးခဲ့ပါအောင်နော်။ င်္ဂလာပါရှင်ဒီနေ့မှတင်ဆက်ပေးမှာကတော့ချစ်ခင်သူတွေခေါ်ကြတဲ့တူတူနာမည်ပြောင်းလေးဖြစ်လာရတဲ့ချစ်စရာစစ်မြက်လေးကိုပြောပြလာတဲ့စောင်းဝေးမီရဲ့အကြောင်းလေးကိုတင်ဆက်ပေးကြပါမယ်။ပရိသတ်ကြီးစောင်းဝေးမီကတော့ဇလန်းတွဲရီနဲ့နာမည်ကြေခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပြီးတော့အောင်မြင်မှုတွေများစွာရရှိပိုင်ဆိုင်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။စောင်းဝေးမီရဲ့နာမည်ပြောင်းလေးကတော့တူတူလို့ခေါ်တာပရိသတ်ကြီးနဲ့သိပြီးသားဖြစ်မှာပါ။ဒီနေ့မှာတော့သူမရဲ့နာမည်လေးနဲ့ပတ်သက်ပြီးတော့စစ်မြက်အကြောင်းအရာလေးကိုပြောပြလာခဲ့ပါတယ်။စောင်းဝေးမီက ငငယ်လေးကအိမ်နမေကစင်ရတုရုပ်ရှင်တက်တန်စင်ရတု85နှစ်ပြည့်နေမှာမွေးလို့ချစ်တဲ့သူတွေကတော့ရတုပေါ့နော်ပိုချစ်တဲ့သူတွေကတော့တူတူလို့ခေါ်ကြတယ်အမေများတဲ့မိကွန်းကနမေအရင်လာတဲ့နမပညာနမေနဲ့နမေအရင်တဲ့ကတူတူပဲစောင်းဝေးမိအခုတော့ကျွန်မအရင်အရင်ချစ်တဲ့သူတွေကတော့တူစိန်နဲ့ဟောင်းဆိုဆွေးဆိုပြီးတော့သူမရဲ့ Facebook စာမျက်နှာမှာပြောပြလာပဲဖြစ်ပါတယ် ။စာဝင်းအမေကရုပ်ရှင်သက်တမ်းစိန်ရတု85နှစ်ပြည့်နှစ်မှာမေးလို့စိန်ရတုဆိုတဲ့နာမည်လေးနဲ့အတူ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 ဆိုတဲ့ချစ်စရာနာမည်လေးကိုရရှိခဲ့ဖြစ်တယ်လို့သိရပါဗျ။စာဝင်းအမေရဲ့အိမ်ခေါ်နာမည်နာမည်ပြောင်းလေးကတော့အတိတ်ပဲရှိပြီးတော့ချစ်စရာကောင်းတဲ့နာမည်လေးပဲဖြစ်ပါရဲ့ရှင်။